ောခွေရဘလုံးမကျဆိုပါရဲ့ဒီနေ့ကတော့မဲတောင်ဘက်ကကော်ဖီဆိုင်လေးသွားခင်ပါဟဲ့အရင်ဆုံးချစ်စရာဝက်လေးကိုတွေ့ရမှာပါဒီလိုရဒီမှာဒီဆိုင်ကိုတီးတန့်ရင်သွားပို့သွားရကိုမပေးပါဘူးတခြားနေရာလေးတွေဒီဆိုင်လေးကိုဝင်လို့ရရပါဟဲ့ဘာလို့လဲဆိုတော့အရင်ပို့ပါဒီအထက်လေးလေးမှာတော့အေးပါဟဲ့ဒီအထက်လေးလေးတစ်ချက်ပဲ မရှိတော့အေးစစ်စစ်လေးနဲ့နေကောင်းပါရဲ့။ကဲလို့ဒီအေးနေတော့ရပါရဲ့ပြီးတော့တခြားစားစရာလည်းရပါသေးရဲ့။အပြင်ဘက်မှာထိုင်စရာနေရာမျိုးရှိပြမှာအပြင်ဘက်ကအရင်ကဒီဆိုင်လေးမှာအထက်ထက်မှာပဲထိုင်ရကောင်းပါရဲ့။

ဒီရှိတဲ့မှာဒီလိုလေးရရင်တော့အရင်လာပါရဲ့ခဏခဏရဲ့ဖြစ်ပါရဲ့ဒီနေရာလေးကအပြင်ပတ်ဆိုပေမဲ့အရင်အေးပါရဲ့ဒီနေရာလေးတဲ့အေးရပါတပင်းအေးအောက်မှာရှိနေရဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာအေးအေးနေပါရဲ့ဒီအပြင်ဘက်မှာလည်းအကြိုက်ထိုင်ပြခဲ့ပါရဲ့ကျန်တဲ့နေရာလေးကပူလို့ပါတပွန်ရဲလူတွေလာပါတယ် ခြူတော်မူမူကနေရိုက်လာပါတယ်။အထဲထဲကိုပြပြပါမယ်။အထဲထဲမှာတော့အယုတ်ကြီးရေများရှိပါရဲ့။ဒီအထဲထဲကတော့အရန်ပူပါရဲ့။အရန်ပူလို့သူတို့အဲကူလာထားပေးထားပါရဲ့။အာဟာဖွင့်နေမရပါဘူး။အရန်ပူပါရဲ့။အကြိုင်မနေနိုင်ပါဘူး။ပြီးတော့အပြင်ပြန်ထွက်ပါရဲ့။တပူရဲလိုကတော့ရှင်ကောင်းနေနေရတယ်ပါ ပေါ်ထားလေးပြီးပြီဆိုတော့ပိုးဘက်ချမ်းမှာပန်းချံလေးရေကန်လေးနဲ့ရှိပါသေးရဲ့အောက်ဘက်ချောင်းသွားပါမယ်။တလီတိုက်နေရဖြစ်တဲ့ကြံတော့အရင်အေးပါရဲ့။ခုတော့အောက်ပြန်ဆင်းပါပြီ။ဒီဘက်ရောက်တာနဲ့နည်းနည်းတော့ပူလာပါရဲ့။နှက်ဆင်းဆင်းရပါလေ။ဒါကတော့အပြင်ဘက်ဆိုင်ရပုံစံလေးပါ။ ါ်ထန်းနဲ့အောက်ထန်းနှစ်ခုရှိပါတယ်။ဒါကဒီဘက်ခြမ်းမှာပန်းလေးရေနဲ့စိုက်ထားပါတယ်။ဟိုဘက်ခြမ်းဘက်ကိုသွားပါမယ်။ဒီလမ်းတောက်လျှောက်ကနေဖြတ်သွားပါ။လမ်းလေးရေထဲမှာလည်းထိုင်ကုန်လေးချပေးထားပါတယ်။သူတို့ဥယျာဉ်လေးပေါ့နော်။ထိုင်ကုန်လေးအပင်ရိပ်အောင်မှရှေ့ရအနာလေးရအေးပါတယ်။အခုတော့ဒီမှာအရင်လိုက်နေရတယ်တွေ့ပါပြီ။ဘက်ခြမ်းကိုလာလို့ရှိရင် နှစ်နေရာကိုထပ်ပြီးတော့သွားလို့ရပါတယ်ဒီဘက်အဖြူရောင်ဖျားเจ้าရဲ့ဒီဘက်ကော်ဖီဆိုင်လေးကိုသွားလို့ရပါတယ်เนาะတနေရာတည်းသွားစီကတော့ကုန်ပါရဲ့အဲကြောင့်မလို့တစ်ခါသွားလေသုံးနေရာတော့ဝင်ခဲ့ရင်အဆင်ပြေပါတယ် location လေးတွေကိုလည်းအကုန်ချပေးထားပါမယ်เนาะဒီနေ့ဘလောက်တောင်ပါမယ်ရှင်ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်